networking အဲ့ဒီစကားလုံးကိုကြားလိုက်တာနဲ့ဘာကိုရင်ဆုံးဖြည့်မြင်မိလဲဟိုမရင်နှီးတဲ့သူတွေအများကြီးကြားထဲမှာတိမ်ပြုံးပြီးတော့မိတ်ဆက်ပွဲတွေမှာစကားလိုက်ပြောနေရတာမျိုးလားဟုတ်တယ်တော်တော်များများကတော့ networking ကိုပြင်ပန်းစရာအလုပ်ကြီးတစ်ခုလို့မြင်ကြတယ်ဒါပေမဲ့တကယ်တမ်းတော့လေအဲ့ဒါကကိုယ့်ရဲ့အောင်မြင်မှုအတွက်အစွမ်းထက်ဆုံးလက်နက်တစ်ခုဖြစ်နေတယ်ဆိုတာကိုသိရင်ကောဒီနေ့မှာတော့အဲ့ဒီအမြင်ဟောင်းကြီးကိုခဏမိတ်ထားပြီးတော့ networking ကိုရှုထောင့်အတိတ်ကနေဘယ်လိုချင်းကပ်မလဲ ကိုတတကယ်အားသားချက်ဖြစ်အောင်ဘယ်လိုလုပ်မလဲဆိုတာကိုတူတူကြည့်သွားကြရအောင်တီအက်ဆိုလေးကအထူးကပြဿနာကိုတခွန်းနဲ့ထိထိမိမိကိုပြောထားတာပဲခိုင်းမာတဲ့ network မရှိပဲအောင်မြင်တဲ့အထမွေးဝမ်းကြောင်းတကူတိဆောက်ဖို့ကြိုးစားတာဟာတဲတောင်ပင်ပေါ်မှာအိမ်ဆောက်တာနဲ့အတူတူပဲတဲ့စဉ်းစားကြည့်လေဘလောက်တောင်ပြိုလဲလွယ်လိုက်မလဲဆိုတော့အဲ့ဒီတဲတောင်ပင်ပေါ်ကအိမ်လိုမချစ်ဖို့ဆိုရင်ခိုင်မာတဲ့အောင်မြင်တစ်ခုလိုတာပေါ့အထမွေးဝမ်းကြောင်းလောကအတွက်အဲ့ဒီအောင်မြင်ကတခြားမဟုတ်ဘူးကိုရဲ့နောက်ဝတ်ပါမင်း ဘာကြောင့်အဲ့လောက်တောင်အရေးကြီးရတာလဲဆိုတော့ကိုအချက်လက်ဒီနဲ့တကွာကြည့်လိုက်ကြရအောင်ကဲဒီကိန်းကနန်းတွေကိုကြည့်လိုက်အောင်တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ် getting a job ဆိုတဲ့လေးလာမှုတစ်ခုရာဆိုရင်အလုပ်ရတဲ့အခါမှာလူတွေကဘလို့နီလာနဲ့အလုပ်ရကြတယ်လဲဆိုတာကိုကြည့်လိုက်တော့အံ့ဩစရာပဲ96ရာခိုင်နှုန်းဟုတ်ပါတယ်ထဝက်ကျော်ကကိုပိုင်အဆက်တွေကနေတစ်ဆင့်အလုပ်ရကြတာတဲ့ job at တွေကနေ16ရာခိုင်နှုန်းကိုပါတဲ့ဂျိုးစားလျောက်တာက10ရာခိုင်နှုန်းပဲရှိတယ် ဒါကဘာကိုပြနေတာလဲဆိုတော့ what you know that who you know ကပိုအရေးကြီးနေတဲ့ဆွဲစကားကတကယ်မှန်တယ်ဆိုတာပါပဲပြီးတော့လေ network တည်ဆောက်တဲ့ဆိုတာရေတိုအချိုးအမျက်အတွက်လုံရတဲ့အရာမဟုတ်ဘူးနော်ဒါကရေရှည်တော့ရင်းနှီးမြှုပ်နှံမှုတစ်ခုပဲဘာလို့လဲဆိုတော့လောကကြီးကအမြဲတမ်းပြောင်းလဲနေတာလေဒီနေ့ကိုကူနီရတဲ့ assistant တယောက်ကနောက်တစ်ချိန်မှာကိုကိုအခွင့်လန်းကောင်းနေဖန်တီးပြနိုင်မဲ့ CEO တ ਿਆਂ ဖြစ်လာနိုင်တယ်ဆိုတာဘသူကကြိုတည်နိုင်မှာလဲကောင်းပြီ နတ်ဘော့ရဲ့အရေးပါပုံကတော့အခုဆိုကောင်းကောင်းနားလည်လောက်ပြီ။ဒါဆိုအောင်မြင်တဲ့ network ကတည်ယုံဖြစ်ဖို့အရေးကြီးဆုံးအချက်ကဘာဖြစ်မလဲ။ဒါက niche နဲ့အကြောင်းပြောတာမဟုတ်သေးဘူးနော်။အတိတ်ကကြတဲ့အတွေ့အခွန်အကြောင်းပြောတာ။အဲ့ဒါကတော့ငါဘာရနိုင်မလဲဆိုတဲ့စိတ်ကနေငါကတော့ဘာပြန်ပေးနိုင်မလဲဆိုတဲ့ပေးကမ်းခြင်းစိတ်ကိုပြောင်းလဲပြဖို့ပါပဲ။ဒီနှစ်ခုရဲ့ဂျာနာချက်ကတော့ရှင်းရှင်းလေးနဲ့တကူကောင်းဆန်လက်ချင်းကပ်မှုကတခြားသူတွေကငါကိုဘလို့ကူညီနိုင်မလဲဆိုတော့ကိုပဲတွေးတယ်။အဲ့ဒီခါ ကိုကိုလည်းလဲပင်ပိုင်းနဲ့တခြားလူတွေကလည်းသူ့လို့ကိုအတုံးချနေသူလို့ခန်းစားရတယ်။ရဲရော့တဲ့ချင်းကမှုကတော့ငါကအခြားသူတွေကိုဘလို့ကူညီနိုင်မလဲဆိုတာကိုရင်စင်းစားတယ်။အဲ့ဒီကနေမှစစ်မှန်တဲ့ဆက်ဆံရေးတွေတိစောဖြစ်သွားပြီးကိုကိုကလည်းတန်ဖိုးရှိတဲ့လူတယောက်လို့ခန်းစားလာရစေပါတယ်။ဒီဥမာလေးကတော်တော်လာတယ်။ဆက်ဆံရေးဆိုတာကိမ့်မုံတလုံးလုံးမဟုတ်ဘူးတဲ့။ကိမ့်မုံကတကိုက်စားလိုက်တိုင်းတစိတ်လီးလိုက်တိုင်းကုံသွားတာလေ။ဆက်ဆံရေးကတော့ကြွက်သားတွေနဲ့တူတယ် သုံးလေပို့တန်မာလေကြီးထွားလေပဲဆိုတော့ပေကန်းကူညီခြင်းဆိုတာကိုယ့်စီမှာရှိတာကိုယော့သွားစေတာမဟုတ်ဘူးကိုယ့်ရဲ့ဆက်ဆံရေးကြွက်သားတွေကိုပို့ပြီးတော့တန်မာလာစေတာပါကဲဟုတ်ပြီပေကန်းချင်းစိတ်တဲ့ကိုလက်ခံထားပြီးပြီဆိုရင်တော့တကယ်မစတာခွနဲ့တတယောက်ဖြစ်လာဖို့လိုအပ်တဲ့လက်တွေ့ကျတဲ့ကိရိယာတွေကျွမ်းကျင်မှုတွေအကြောင်းစပေးလည်လာကြည့်ကြရအောင်လူတော်တော်များများကလူသစ်တွေနဲ့တွေ့ရမှာငင်းပေခံရမှာကိုကြောက်ကြတယ် အဲ့ဒီအကြောက်တရားကိုကြော်လွားဖို့ရိုးရှင်းတဲ့အဆင့်၃ဆင့်ရှိပါတယ်။ပထမဆုံးအဆင့်ကတော့အကောင်းဆုံးသူဒီစီကနေတင်ယူပါ။ကျွမ်းကျင်တဲ့ network query ဘယ်လိုချိန်ကက်လဲဘယ်လိုစကားဆက်ပြောလဲဆိုတာကိုလေ့လာပါ။ဒုတိယအဆင့်ကဆက်ပြီးလေ့လာပါ။ဆက်ဆံရေးနဲ့ပတ်သက်တဲ့သင်တန်းနေတတာမျိုးပေါ့။နောက်ဆုံးနဲ့အရေးကြီးဆုံးအဆင့်ကတော့ရေးတဲ့ကိုတကယ်ခုန်ချလိုက်ဖို့ပါပဲ။ practice လုပ်ဖို့လိုတယ်။အကြီးအကျယ်တွေစားလို့ဆရာမလိုပါဘူး။ တပတ်ကိုလူတတိယောက်နဲ့မိတ်ဆက်မယ်ဆိုရရင်မန်းကျဲလေးနဲ့စားလိုက်ုံနဲ့အန်အိုးစရာခေါင်းနဲ့ရလက်တွေကိုတွေ့လာရမှာပါဒီအချက်ကလည်းအရန်ကိုအရေးကြီးပါရင် ကောင်းမွန်တဲ့ networker တယောက်ဆိုတာမာရသွန်အပြည့်အစုံတယောက်လိုပဲအမြန်တော့အပြည့်အစုံမဟုတ်ဘူးဆိုလိုတာကဆက်ဆံရေးတွေကိုစိတ်ရှည်ရှည်နဲ့ရေရှည်အကျွဲတည်ဆောက်ရတာပါအေးပေါ်လို့လာမှကောက်ကောင်ငင်ကလွတ်လွတ်ရတဲ့အရာမျိုးလုံးဝမဟုတ်ပါဘူး။ဥမာအနေနဲ့ဘီလ်ကလင်တန်ရဲ့အလေးအကျင့်လေးကိုကြည့်ကြည့်ရအောင်။ သူဟာအသက်20နှစ်နှစ်ရွယ်ကျောင်းသားဘဝဘတွေကညတိုင်းညတိုင်းသူတွေးခဲ့ရတဲ့လူတွေရဲ့နာမည်နဲ့အကြောင်းအရာလေးတွေကိုကပြားလေးတွေပေါ်မှာရေးမှတ်တဲ့အချင်းရှိခဲ့တယ်တဲ့အဲ့ဒီလိုနေစဉ်လှူဆောင်မှုလေးကနေပဲယုံကြည်မှုကိုခြေခံတဲ့အနာဂတ်ကွန်ရည်ကြီးတခုကိုသူတဖြည်းဖြည်းတည်ဆောက်သွားနိုင်ခဲ့တာပါအခုအပေါ်ယံအဆက်အသွယ်တခုကိုတကယ်မိတ်ဆွေစစ်ဒါမှမဟုတ်ယုံကြည်ရတဲ့မိတ်ဖက်တယောက်အဖြစ်ပြောင်းလဲပြနေတဲ့လိုဝတ်ချက်တခုအကြောင်းပြောကြမယ်အဲ့ဒါကိုတော့ relationship glues ဒါမှမဟုတ်ဆက်ဆံရေးကော့ကက်စီလို့တင်စားခေါ်ကြတယ်။ဒီ relationship glues တွေကဘာတွေဖြစ်နိုင်လဲဆိုတော့အများကြီးပဲ။အားကစားကူတူတူကြိုက်တာ၊အစားတောက်ကောင်းနေတူတူခံစားရတာ၊နိုင်ငံရေးအမြင်တူတာ၊ဒါမှမဟုတ်တစ်ဆိုင်ခေါင်းဆူတာတို့ကောင်းကင်ခုန်တာတို့လိုဝါသနာတွေအထိဘာမှဆိုဖြစ်နိုင်ပါတယ်။အဓိကကတော့နှင်းယောက်စလုံးစိတ်အားထက်သန်စွာနဲ့ပျော်မွေ့ရအရာတစ်ခုခုရှိနေဖို့ပါပဲ။အဲ့ဒါကလူနှစ်ယောက်ကိုတကယ်ကိုခိုင်ခိုင်မြင်မြင်ဆက်ဆက်ပေးနိုင်ပါတယ်။ Small talk လူတော်တော်များများမကြိုက်ခဲ့အရာပေါ့နော်မိုးလီဝတ်သားအကြောင်းပြောတာပြင်းစရာကြီးဆိုပြောလေအဲ့တော့ small talk ကောင်းကောင်းပြောနိုင်ပေါ့အကောင်းဆုံးနည်းလမ်းကဘာဖြစ်မလဲအဖြေကတော့ small talk လုံးဝမပြောတာပါပဲတဲ့ဟုတ်ပါတယ်အပေါ်ယံဟိုဟိုဒီဒီပြောနေမယ်စားကိုတကယ်စိတ်ဝင်စားတဲ့ယူယိုသားသားပွွင့်ပွွင့်လွင်လင်းပြောလို့ရတဲ့အကြောင်းအရာတစ်ခုကိုစကားဆလိုက်တာကဆက်ဆက်ရေကိုပို့ပြီးခိုင်မာစေတယ်လူတွေကလည်းကိုကိုပို့ပြီးမှတ်မိစေတယ်ကဲ ပေးကမ်းခြင်းစိတ်တက်ကိုလည်းမွေးမြူပြီးပြီးမန်ကန်တဲ့ကိရိယာတွေကိုလည်းတည်သွားပြီဆိုရင်တော့ဒီစွမ်းရင်ဒီကိုဥတီချက်ရှိရှိအတုံးချဖို့လိုလာပါပြီအဲ့ဒါကတော့ကိုယ့်ရဲ့ရေရှည်ပန်းတန်တွေရှိရော့ဖို့ကိုပိုင် networking strategy တကူတည်ဆောက်တာပဲဖြစ်ပါတယ်ဘယ်လိုရည်မှန်းချက်မျိုးကိုမဆိုမချမှတ်ခင်မှာကိုယ့်ရဲ့ blue flame ကိုအရင်ဆုံးရှာဖွေရပါမယ် blue flame ဆိုတာကဘာလဲဆိုတော့ကိုယ့်ရဲ့စိတ်အားထက်သန်မှု passions နဲ့ကိုယ့်ရဲ့ရည်ချင် abilities တို့စုံတဲ့နေရာလေးပေါ့ အဲ့ဒီအရာကပဲကိုယ့်ရဲ့အသက်မွေးဝမ်းကြောင်းဆိုင်ရာဆုံးဖတ်ချက်တွေကိုလက်မှတ်ကိုရောက်အောင်ညွှန်ပြပေးနိုင်မှာပါကိုယ့်ရဲ့ blue flame ကိုတေးပြီဆိုတာနဲ့အဲ့ဒီဘန်တိုင်ကိုရောက်ဖို့လမ်းပြမြေပွန်းထိုးဖြစ်ချက် networking action plan NAP ကိုစဆွဲလို့ရပါပြီဒါကဘလို့အလုပ်လုပ်လဲဆိုတော့သုံးနှစ်အတွင်းဘာဖြစ်ချင်လဲဆိုတဲ့အိမ်မကြီးကနေစလိုက်တယ်ပြီးတော့အဲ့ဒီကိုရောက်ဖို့တနှစ်အတွင်းဘာတွေလုပ်ရမလဲအခုလာမယ့်သုံးလအတွင်းဘာတွေလုပ်ရမလဲဆိုပြီးလက်တွေ့ကြတဲ့ခြေလှမ်းတွေအဖြစ်နောက်ပြန်ခွဲခြားစိတ်ဖြာထားတဲ့လုပ်ငန်းစဉ်မှာပဲ အဲ့ဒီ action plan ကိုအရှိန်မြင့်တင်ပေးနိုင်မယ်နောက်ထပ်အရေးကြီးတဲ့အစိတ်ပွင့်ကခုကတော့ super connectors တွေပါပဲနာမည်အတိုင်းပါပဲသူတို့တွေကနယ်ဘေးပေါင်းစုံကနေအဆက်အသွယ်ထောင်ပေါင်းများစွာရှိတဲ့သူတွေဖြစ်ပြီး network တစ်ခုလုံးရဲ့အဓိကဗဟုချက်တီလို့အလုပ်လုပ်ပေးပါတယ် ဒီလို super connectors တွေကိုဘေးနေရာတွေမှာရှာတွေ့နိုင်ကြများလေ။အများဖြင့်တော့နိုင်ငံရေးနဲ့ lobbying နဲ့ပဲ။တရင်စပညာနဲ့ပြည်သူဆက်ဆံရေးလိုအလုပ်တွေ။နောက်ပြီးလူပေါင်းစုံနဲ့နေဆင်ထီးထွေနေရတဲ့ဘားနဲ့စားတောက်ဆိုင် manager တွေလိုအသက်မွေးဝမ်းကြောင်းတွေမှာတွေ့ရတတ်ကွာတယ်။ကောင်းပြီ။ကို့မှာခိုင်မာတဲ့ network လည်းရှိလာပြီ။ super connector လည်းလည်းချိတ်ဆက်မိပြီဆိုရင်နောက်ဆုံးဒါပေမဲ့အရေးကြီးဆုံးအပိုင်းတစ်ခုကျန်သေးတယ်။အဲ့ဒါကတော့လူတွေကကို့ကိုမှတ်မှတ်ရရရှိနေဖို့ပါပဲ။ ဒါကို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  brand တစ်ခုအဖြစ်တည်ဆောက်ချင်လို့ခေါ်ပါတယ်။အဲ့ဒါကိုဘယ်လိုလုပ်ကြမလဲ။ကိုရဲ့ brand ကိုတည်ဆောက်ဖို့အဓိကအဆင့်တုံးစင်ရှိပါရဲ့။တဲ့ကိုပိုင်ဒေတာ message တစ်ခုဖန်ပြပါ။လူတွေကကိုကိုပါနဲ့တွေ့ပြီးမမေ့စေချင်တာလေ။နေ့ကိုရဲ့ brand packaging ကိုခူးဆိုင်ပါ။ဆိုလိုတာကကိုရဲ့ဝတ်စားစင်မှု၊ကိုင်းတဲ့ business card တွေကအစားကို message နဲ့ကိုင်းနေနေအောင်မေ။၃ကိုအတွက်ကို pure company တစ်ခုလိုအလုပ်လုပ်ပါ။ကိုအကြောင်းကိုမန်ကန်တဲ့နေရာတွေမှာမန်ကန်တဲ့လူတွေစီရောက်အောင်ဖြန့်ဝေပါ။ ဒီနေ့ကျွန်တော်တို့ဟာ networking ကိုပင်ပန်းစရာအလောက်ကြီးတစ်ခုဖြစ်ကနေကိုယ့်ရဲ့အောင်မြင်မှုအောင်မြင်ကိုတိဆောက်တဲ့ပေးကန့်ချင်းစိတ်သက်နဲ့ရှေ့ဆက်ရတဲ့ခရီးတစ်ခုဖြစ်ရှုမြင်ပုံပြောင်းလဲခဲ့ကြပါတယ်။အဆုံးသတ်အနေနဲ့ဒီမိခွန်လေးတစ်ခုကိ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 ုပြန်မင်းကြီးကိုခြံထားခဲ့ကြပါတယ်။လူတွေကကိုယ့်နာမည်ကိုကြားလိုက်တဲ့အခါသူတို့ဘာကိုအရင်ဆုံးတွေးစီခြင်းပါလဲ။အဲ့ဒီအဖြစ်ဟာကိုယ့်ရဲ့ personal brand ပါပဲ။ပြီးတော့ကိုထားခဲ့ခြင်းတဲ့အမွေနဲ့ရဲ့အစားလည်းဖြစ်ပါတယ်။